အားလုံးပဲမတွေ့ရတာလည်းကြာပြီဆိုတော့နေကောင်းကျန်းမာဘေးကင်းကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးတစ်ခု လုပ်ဖို့စိတ်ကူးရတာပေါ့နော်အဲဒီတိုင်းထိုင်နေတော့လည်းဘာမှမထူးကျွန်တော်တို့ငဘိုးတဲမှာစိတ်တက်ကြစရာတွေအာယုံနောက်စရာတွေအများကြီးရှိနေကြတဲ့ကဗီဒီယိုလေးတစ်ခုလုပ်ဖို့စိတ်ကူးပေါ်လာတယ်ထားလို့ဖြစ်လိုက်တယ်အဲတခြားတော့မဟုတ်ကျွန်တော်ဖုန်းအကြောင်းပြောမှာပေါ့နော်ဖုန်းအကြောင်းဆိုလို့လည်းအရင်အဲ deep သွားမဲ့ဖုန်းအကြောင်းတွေလည်းမဟုတ်ဘူး တနေ့ညာ Google ကနေပြီးတော့သူတို့ website ကနေပြီးတော့ announce လုပ်လိုက်တဲ့ Google Pixel 5a 5G အကြောင်းလို့ကျွန်တော်ပြောပြသွားမှာဆိုတော့ Google ကဒါသူသူတို့ရဲ့ tag generation လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ tag generation လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဒါ mirror series ထဲမှာ tag generation လို့ပြောလို့ရတယ်လို့ပြောပါဘောနော်ဆိုတော့အရင်တော့သူထွက်ခဲ့တာက Pixel 3a ရှိမယ်ပြီးတော့ Pixel 4a 4a မှာမှာသူတို့ 4a 4G 4A 5G ဆိုပြီးတော့နှမျိုးထုတ်လိုက်တယ်အဲအခု Pixel 5A ကြတော့သူ 5G ဆိုပြီးတော့ တမျိုးတည်းထိုးလိုက်တယ်ဆိုတော့ဒါထူးဆန်းတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့နည်းနည်းထူးဆန်းတဲ့အချက်တစ်ချက်ကတို့ကအရင်ထွက်ခဲ့တဲ့ဒီ Pixel 4a 5G ထက်ကိုဒီ Pixel 5a 5G ကိုဒေါ်လာ50တိတိလျှော့ပြီးတော့ထိုးလိုက်တာအဲ့လိုထိုးလိုက်လို့လည်းတို့ကဒီ Pixel 4a 5G ကိုလည်းဆက်ရောင်းနေတော့မယ်ဆိုတော့ဒီ 4a 5G နဲ့ Pixel 5a 5G နဲ့ဘာကြီးกว่าသွားလဲဆိုတာကိုကျွန်တော်ရှောက်ရှာဖတ်ပြရင်လည်းကျွန်တော်တွေးခဲ့ရတဲ့ဒီကိုပြန်แชร์ဖို့အတွက်ဒီနေ့ဗီဒီယိုလေးလို့ဖြစ်သွားရဲဆိုပါတော့ အဲ့တော့ကျွန်တော်ဈေးတွေကိုခဏဖယ်ထားလိုက်မယ်ဒီနှလုံးပေါ့နော်ဒီ Pixel 4ရဲ့ 4G နဲ့ Pixel 5ရဲ့ 5G ဘာတွေကွာသွားလဲဆိုတော့ဆက်ပြောမယ်အမ်အရင်ဆုံးသိသိသာကွာခြားသွားတာကဒီ Pixel 5 5G မှာက IP67 Water and Dust Resistant တနည်းအားဖြင့်ရေဆိုးခံနိုင်တဲ့ standard တစ်ခုပါလာမယ်နောက်တစ်ချက်က display က ပို့ကြီးသွားမယ်အဲ့တော့ပို့ကြီးသွားတဲ့ display ban အစပြောမယ်ဆိုရင်ကျွန်တော်ဒီအရင်တော့ Pixel 4a 5G မှာက6.2လက်မဒီ display size ကပေါ့နော်အဲအခု Pixel 5 5G မှာ6.3လေး1.14လက်မတိတိသမတ်လက်မအတိတိသမတ်1လေးလက်မပို့ကြီးသွားတယ်ပေါ့နော်ဒါတိတိလေးတစ်ခုပဲနောက်ထပ်အဲ့လိုပဲတိတိလေးပို့ပြောင်းလဲသွားတဲ့အချက်တစ်ချက်ကကျွန်တော်အရင်တော့ screen to body ratio ကဒီ Pixel 4a 5G မှာ 90.5:9အနေနဲ့ဒီ Pixel 5a 5G မှာက20:9ဖြစ်သွားတယ်။ဒါပေမဲ့တကယ်တမ်းသူတို့ပြောင်းလဲတဲ့အရာတစ်ခုရှိသေးတယ်။အဲ့ဒါကအပေါ်ကအုပ်ပေးထားတဲ့ Corning Gorilla Glass ကျွန်တော်ကမြန်မာနိုင်ငံအတွက်ဆိုရင်တော့ဒီ Corning Gorilla Glass ကဘယ်လောက်ထိအပွန်ဆင်းခံနိုင်ကြအောင်သိမှာမဟုတ်ဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်ဒီ screen protector တက်ပြီးခြင်ကြတယ်အမ် အဲ့အတွက်ဒီချက်ကအရေးကြီးလားမကြီးဘူးလားဆိုတော့ gain တူပေါ့အများကြီးလူတည်လိမ့်မယ်လို့ထင်တယ်ကျွန်တော်အနေနဲ့ကတော့အဲကျွန်တော်ဒီ second protector တွေကိုအရင် prefer ဖြစ်တဲ့သူမဟုတ်တဲ့အတွက် corner gorilla glass ကိုပို့ပြီးတော့မြင်စေချင်တယ်အဲဆိုလို့ကျွန်တော်အခုဒီ Google Pixel 4ရဲ့ 5G မှာကအဲ gorilla glass 3ကိုပဲသုံးမိထားတယ်လို့ Pixel 5ရဲ့ 5G မှာဒီ gorilla glass 6လောက်ထိမသုံးရင်တော့5လောက်ထိပဲကြောင်းပေးလိုက်တာဖြစ်ဖြစ်လုံပေးတင်တယ်ဒါပေမဲ့ Google ကနေပြီးတော့သူတို့ဒီ gorilla glass 3ကိုပဲဆက်ပြီးတော့သုံးလိုက်တယ်အဲ့တော့ သူတို့အဓိကပြောင်းလဲသွားရလို့ပြောသွားတဲ့ဒီ display display အချက်အလက်တွေထဲမှာကတကယ်တမ်းတိတိလေးတိတိလေးတွေကတော့သူကနဲ့သူပို့ပြီးတော့ရှင်းသိမ်းရှင်းထိုက်တာ improve ဖြစ်တင်တာဖြစ်လာတယ်ဒါပေမဲ့တကယ်တမ်းဒါကြီးက change set အဲ changes တခုလားဆိုရင်တော့ကျွန်တော်အနေနဲ့မဟုတ်ဘူးလို့ညင်ရမှာပဲအဲ့တော့ဒီ comment specification ကိုကျွန်တော်နည်းနည်းလေးပြပြပေးခြင်းနဲ့ဒီ display set က6.3လေးလက်မှာအဲ့ဒါကမှ OLED panel ကိုသုံးပေးလာတယ် high refresh rate မပါလာဘူး အဲ့တော့ကျွန်တော်နောက်တစ်ချက်ပြောကြချင်တာကဒီကွာချချက်တော့မဟုတ်ဘူးเนาะ Google က OLED panel ကိုတုံးပေးလိုက်ပြီမဲ့သူရဲ့ဒီနောက်ကြောဘက်မှာ fingerprint sensor ကိုတက်ထားတော့ပဲဒါကလည်း maybe သူရဲ့ဒီ Titan security chip ကြောင့်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမှမဟုတ်သူရဲ့ pixel imprint ကိုပဲအဲအရင်ဆွဲလန်းနေရလားဘာလားတော့မသိဘူးเนาะ OLED panel တုံးပေးထားပြီးတော့ဒီ anti-aliasing fingerprint ကိုပြောင်းပေးလိုက်တင်တယ်လို့ထင်တယ်ဆိုတော့ဒီတစ်ချက်ကလည်း ကျွန်တော်က under display fingerprint ကို prefer ဖြစ်တဲ့သူမို့လို့ဒီဟာကလိုအပ်တယ်လို့ထင်တာပေါ့နော်။ဒါတခြားသူတွေဆိုရင်တော့ဒါလည်းလိုအပ်တဲ့ချက်ပြကောင်းဖြစ်ချင်မှဖြစ်လိမ့်မယ်။ဆိုတော့နောက်တစ်ချက်ကျွန်တော်ဆက်ပြောပါပေါ့။နောက်ထပ်ဒါလည်းတောင်းလဲသွားသေးလဲဆိုတဲ့အချက်ကိုကျွန်တော်ပြန်ပြီးတော့ဆက်ချင်တယ်။အဲဒီကောင်က battery bank ပေါ့နော်။ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းဆိုရင် battery bank ကပို့ပြီးတော့ကြီးလာတယ်။ဆိုတော့အရင်တော့ကဒီ3885 milliampere ကနေ milliampere per hour ကနေပြီးတော့အခု1680 milliampere per hour ဖြစ်သွားတယ်။ ဖြစ်သွားရတော့ display size ကဒီ3.1လေးလက်မှာပဲပိုကြီးသွားပြီမဲ့ battery က800 mAh ပိုများလာရဲဆိုတဲ့တစ်ချက်ကတော်တော်လေးကိုသဘောကျဖို့ကောင်းတယ်ဆိုတော့ battery size ပိုကြီးလာတဲ့အတွက်ကျွန်တော်တို့နောက်ကွယ်မှာပြဿနာကြီးရှိကောင်းရှိလိမ့်မယ်အဲ့ဒါပါလဲဆိုတော့ဖုန်းရဲ့အထူနဲ့အလေးချက် Google ကသူတို့ရဲ့ battery ကိုနည်းနည်းပြားတဲ့ပုံစံနဲ့ထုတ်လိုက်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အလေးချိန်ကပုံလေးသွားတယ်အရင်တော့အထက်40 gram လောက်ပုံများသွားတယ်တရား 85ကျော်လောက်ထိဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အထူးအားကြတော့ပိုပါသွားတယ်အရင်8.5 mm ကနေ7.6 mm ဆိုတော့1 mm လောက်ပိုပါသွားတယ်ဆိုတော့ဟာလိုပဲပြောပြောဒီဖုန်းကိုအထူးမထူအောင်လုပ်လိုက်တယ်ဒါပေမဲ့ weight ကတော့ပိုလေးသွားတယ်အဲ့လိုပဲ display size ကလည်း1.14 inches ပဲပိုကြီးလာတယ်ဆိုပေမဲ့ battery က800 mAh ပါအဝါပိုများလာတယ်အဲ့ဒီတစ်ချက်ကတော့ ဒီ Google Pixel 5ရဲ့ fighting မှာတော်တော်လေး attractive ဖြစ်မဲ့အချက်တစ်ချက်လို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့ကျွန်တော်တစ်ဆက်သေးဒီ design ဘက်လည်းမယ်ဆိုရင်နည်းနည်းစောစောသိပြောင်းလဲသွားတာမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။ဘာလို့လဲဆိုတော့ဒီအရင်တော့သုံးပေးထားတဲ့ဒီ polycarbonate unibody နေရာမှာဒီ IP67 ပြောင်းခြင်းနဲ့အတွက်ကြောင့်လားဘာကြောင့်လားတော့ကျွန်တော်သိချာမသိဘူး။ဒီ metal unibody ကိုပြောင်းသုံးပေးလိုက်တယ်။ ဒါပြီးတော့အဲဒီ polycarbonate ထဲဆိုင်မတည်ရတော့ကျွန်တော်အနေနဲ့ပို့ပြီးတော့သဘောကျတဲ့ materials တစ်ခုဖြစ်တာကြောင့်ဒီတစ်ချက်ကိုလည်းတော်တော်လေးအဆင်ပြေလို့မျောနေတယ်။ဆိုတော့ကျွန်တော်ခုနပြောသွားတာတွေကပြောင်းလဲသွားတဲ့အချက်တွေပေါ့နော်။မပြောင်းလဲတာသာရှိတယ်ဆိုတော့အဲသူ့မှာသုံးပေးထားတဲ့ SOC SOC က Quelquess Snapdragon 7655G ကိုပဲဆက်သုံးလာတယ်။ Okay ဒါ enough ဘာလို့လဲဆိုတော့ memory ရှင်မှာ 5G လည်းရမယ်။သူ့ရဲ့ performance ကလည်းမဆိုးဘူး။တော်တော်ကြီးကိုအသုံးလို့ပြုလို့အဆင်ပြေနေတဲ့ performance မှာရှိနေသေးတယ်။ 음 RAM လည်း six gig ပဲ storage က one two gig နဲ့လာမယ်ဒါပေမဲ့ Google Pixel 4a 5G မှာတော့ဒီလိုဒီကျွန်တော် Google Photo ကို high high resolution နဲ့ unlimited ပါတယ်မရတော့ဆိုတော့ performance ပိုင်းမှာဘာမှအကြောင်းလဲမရှိဘူးအဲ့လိုပဲဒီ camera ပိုင်းမှာလည်းသူတို့ main sensor ကို12 megapixel main sensor ထုံးတယ်လိုက်ပဲဒါပေမဲ့နောက်ထပ် ultra wide camera 16 megapixel 1.7 degree အဲပေါ့ပြူရိုက်လို့ရအောင်ဘိုင်းရိုက်လို့ရအောင်ထည့်ပေးထားတဲ့ ultra wide camera တစ်လုံးပါလာမယ် ဆိုတော့ camera features ကြီးကတော့ဒီ Pixel 4 5G နဲ့ 5G နဲ့အကုန်လုံးအတူတူပဲ camera ဘက်မှာလည်းဘာမှအပြောင်းအလဲမရှိဘူးဆိုတော့ performance ဒီ camera ဘက်မှာအပြောင်းအလဲမရှိဘူးအဲ့တော့ဒီ Pixel 5 5G မှာ channel ဘိုင်းတွေကတော့သူတို့ဘာမှမြန်မြန်ဆက်ဆက်ပြောကြအောင်မရှိဘူး stereo speaker ပါလာမယ်အဲ stereo speaker ပါလာတလို့ပဲတခြားတခြားတော့ဒီ 2.5mm audio jack ပေါက်လဲပါလာမယ်ဟွန်းဆိုတော့ဒီလောက်ပဲ အဲ့တော့ဒီ Pixel 5A 5G เนี่ยပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးပေါ့เนาะဘယ်လိုမြင်လဲဆိုတော့နည်းနည်းလေးပြောရခက်တယ်ပြဘာလို့လဲဆိုတော့ Google ကဒီ Pixel 4A 5G ထက်လဲ specification တွေအများကြီးမကွာပဲထုတ်လိုက်တယ်။အဲ့အပြင်ဈေးကလည်းဒေါ်လာ50တက်တာသွားတယ်ဆိုတော့သူတို့နိုင်ငံကသူတို့ပြည် US လိုနိုင်ငံကအနောက်နိုင်ငံတွေကဆိုရင်တော့ဒီဖုန်းကတော်တော်လေးကိုတန်တဲ့ဖုန်းတစ်လုံးလို့မြင်တယ်။ ဘာလို့လဲဆိုတော့ဒီ Pixel 4 5G ကင်ထားပြီးသားသူတွေကလည်းဒီ 5G 5G ကို upgrade လုပ်ဆရာမလို့တလို့ဒီအခုမှ Pixel ကင်ကျင်တဲ့ mirror တောက်ပဲကင်မယ်ဆိုတဲ့သူတွေကလည်းဒီ Pixel 5G 5G ကိုတန်းဝယ်ရတာတန်တဲ့အနေထားတစ်ခါအနေထားတည့်ရမှာရှိသွားရပါတော့။ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံလူမျိုးအတွက်ကြတော့ဒီ Pixel 5G 5G ကခုနကကျွန်တော်ပြောလို့မျိုး၈သိန်း၉သိန်းဆိုရဲစီကကြတော့များသေးတယ်လို့မြင်တယ်။ဘာပဲပြောပြောဒီဒေါ်လာဈေးကျလာခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ음ခုနသိန်း ခုနသိန်း6သိန်းခွဲခုနသိန်းဝင်နေလောက်ဆိုရင်တော့တန်နဲ့ဖုန်းထဲမှာပါရလို့လဲထည့်ထွက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထင်ဒီ Google က Pixel 5A 5G ကိုသူတို့အာယုံအသိအတောင်းမခံဘဲနဲ့ risk ဘာမှမယူဘဲနဲ့ထုတ်လိုက်တဲ့ဖုန်းတစ်လုံးလို့မြင်တယ်ဘာလို့လဲဆိုတော့မကြိုက်ကောင်ထွက်လာဖို့ရှိနေတဲ့ဒီ Pixel 6 series မှာသူတို့တို့အာရုံတော့ဆရာကြီးအရင်များတယ်ဒီ Pixel 6 series မှာကိုယ်ကကိုပိုင် chip တွေနောက်ပြီးတော့ camera module အပြောင်းအလဲတွေက သူတို့ risk တွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တဲ့အတွက်ဒီ Pixel 5 5G လေးကိုဘာမှ risk တိတ်မယူဘူးအာယုံတိတ်အနောက်မခံဘဲနဲ့ထုတ်လိုက်တဲ့ဖုန်းတစ်လုံးလိုပဲပြောရင်အဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ